မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကသူ့ကို ICC ခုံရုံးကနေဖောင်ရန်ထုတ်လာရင်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့တုံ့ပြန်တဲ့နီလန်တွေဥပဒေဆိုင်ရာတုံ့သက်ချက်စာတမ်းတွေကိုအမြန်ဆုံးတင်ပြကြဖို့မင်းအောင်လိုင်ကိုယ်တိုင်ညွှန်ကြားထားပြန်လို့ဆိုပါလေနေပြီးတော့ပုပ္ပတ္တိရိမြို့နယ်မှာနမေကျော်မဘာတာသွေးတောက်အဖွဲ့ဝင်အစွန်ရောက်မြို့သားဝါဒီ စ်တဲ့ lobby to sorting meme ဆိုသူနဲ့တတ်တော်ဆောင်ကိုဒေါ်လန်ရေးတွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးတွေကိုတည်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့ကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်းဆောင်မေအောင်လိုင်းကသူ့ကို ICC ခုံရုံးကနေဖမ်းရမ်းထုတ်လာရင်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့တုံ့ပြန်တဲ့နီလန်တွေဥပဒေဆိုင်ရာသုံးသက်ချက်စာတမ်းတွေကို အမြန်ဆုံးတင်ပြကြဖို့မင်းအွန်လိုင်းကိုယ်တိုင်ညွှန်ကြားထားပြန်တယ်လို့နေပြီးတော့စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်လက်ရှိမှာတော့အဂျန်ဖတ်မင်းအွန်လိုင်းကိုကမ္ဘာတရားရုံး ICC ရှေ့နေချုပ်ကနေနိုဝင်ဘာလ28ရက်နေ့ကပဲဖမ်းရန်ထုတ်ပေးဖို့ ICC ကိုရှောက်ထားလိုက်ပြီးတဲ့နောက်ကမ္ဘာတရင်ဌာနတွင်မှခေါင်းကြီးပိုင်းတရင်အဖြစ်ပါတွင်တွင်ကြဲကြဲဖော်ပြခံရပြီးမင်းအွန်လိုင်းကိုအမြန်ဆုံးဖမ်းရန်ထုတ်ပေးဖို့ကိုလည်းနိုင်ငံတကာအဖွဲ့အစည်းတော်တော်များများကပါတောင်းဆိုထားကြပါတယ်အဲ့ဒီလို့ ICC ကအချက်ဖတ်မင်းအွန်လိုင်းကိုဖန်ရန်ထုတ်ဖို့ရှောက်ထားတဲ့အပေါ်စစ်ကောင်စီကတော့ဒါကိုအတိမတ်မပြုဘူးဆိုပြီးချက်ချင်းတုံ့ပြန်ခဲ့ပေမဲ့တစ်ဖက်မှာတော့အချက်ဖတ်မင်းအွန်လိုင်းကိုရိုင်းကသူ့ကို ICC ခုံရုံးကနေဖန်ရန်ထုတ်လာရင်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေနဲ့တုံ့ပြန်တဲ့နီလန်းတွေဥပဒေဆိုင်ရာသုံးသက်ချက်စာတမ်းတွေကိုအမြန်ဆုံးတင်ပြကြဖို့ညွှန်ကြားထားပြန်တယ်လို့မင်းအွန်လိုင်းကိုရိုင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေပေါ် အလွန်အင်မတန်စိတ်ပူပန်စိုးရိမ်နေတဲ့အခြေအနေကိုမြင်တွေ့နေရတယ်လို့လေနေပြီးတော့စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့နေပြီးတော့ပုပ်ပတ်သီရီမြို့နယ်မှာနမဲကျော်မဘတာသွေးတောက်အဖွဲ့ဝင်အစွန်းရောက်အမျိုးသားဝါဒီစစ်တပ်လော်ဘီပြူစော့တီမင်းမင်းဆိုသူနဲ့တတ်တော်ဆောင်တွေကိုဒေါ်လန်ရေးတက်တွေကပြစ်ခတ်ရှင်းနေရမှာနေရမှာတင်ပွဲချင်းပြီးတွေကိုသေကုန်ကြပြီလို့နမောင်းမြို့နယ်အခြေဆိုင် ဂျိုးဂျာနီတရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။နိုဝင်ဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲဒေါ်လာရင်တက်တွေရဲ့တင်းကိုစုံစမ်းဖို့ဆိုပြီးနေပြည်တော်ပုပ္ပတိတိမြို့နယ်နေပြည်တော်တောင်ကျွန်းလက်အတိုင်ကားနဲ့ဆင်းလာတဲ့နမေကျော်မပဒသွေးတောက်အဖွဲ့ဝင်အစွန်းရောက်အမျိုးသားဝါဒီစစ်တပ်လော်ဘီဘူစော်တီမင်းမင်းဆိုသူနဲ့တတ်တော်ဆောင်တွေကိုဒေါ်လာရင်ပူပေါင်းတက်တွေကလမ်းကနေအသင်းဆောင်ပြီးကြပြတ်တိုက်ခိုက်ရှင်းနေရမှာ။ အဲ့ဒီနာမည်ကျော်စစ်တပ် lobby မင်းမင်းဆိုသူနဲ့သူ့ရဲ့နောက်လိုက်တတ်တော်ဇောင်းတွေပါနေရာမှာပဲပွဲချင်းပြီးတွေကိုတေကုန်ကြပြီနောက်လိုက်တယောက်ပဲထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်အဲ့ဒီစစ်တပ် lobby နာမည်ကျော်မဘာသာအစွန်ရောက်ပူစော့တီမင်းမင်းဆိုတဲ့သူဟာအရင်ကမလေးရှားနိုင်ငံမှာနေပြီးအဲ့ဒီကနေတွေးတောက်အဖွဲ့ကိုဖွဲ့ပြီးတော့ PDF တွေကိုရှင်းလင်းဖို့ထောက်ပံ့ပေးရကနေမြန်မာနိုင်ငံကိုပြန်ရောက်လာပြီးသူကိုယ်တိုင်တွေးတောက်အဖွဲ့ဝင်အနေနဲ့ရွာတွေကိုဝင်ပြီးမိရှုတာတွေပြည်သူတွေကိုရိုက်နှက်တပ်ဖြတ်တာတွေအထိလောက်တဲ့သူဖြစ်တဲ့အပြင် သူရိုက်နှက်တာကိုမခံနိုင်တဲ့ပြည်သူတို့ဆိုရင်တရားပေါ်ကနေခုံချပြီးအဆုံးစီရင်သွားတဲ့အထစ်ကိုဖြစ်ခဲ့ပြီးသူကိုယ်သူအဟုတ်ကြီးအထင်နဲ့ PDF တွေကိုပါစိန်ခေါ်နေတဲ့သူဖြစ်သလိုအခုတော့ပယ်ပြီလို့နတ်မောင်မြို့နယ်အခြေစိုက်ဂျိုးဂျာနီတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေအဲ့ဒီစတက်လော်ဘီတွေးတောက်အဖွဲ့ဝင်မဘာသာပြူစော်တီမင်းမင်းဆိုသူနဲ့သူ့ရဲ့တတော်ဆောင်တွေရဲ့ရုပ်ပြက်စင်ပြက်တည်နေကြတဲ့မပါလောင်းပုံတွေကိုတော့လူမှုကွန်ရက်စီးမြင့်တွေအရာပေါ်ပြလို့မရတဲ့အတွက် ရန်ကုန်ခေတ္တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့နထိုးကြီးမြို့နယ်ကကနားနေမြေ yes ခက်နဲ့ပြင်စီဘက်မှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းပူပေါင်းတပ်တွေက drone နဲ့ဘုံးဒီတွေဇက်တိုက်ချဲချတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၃ဦးကတော့အသီးသီးတေကုန်ကြပြီလို့နထိုးကြီး PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်နိုဝင်ဘာလ28ရက်နေ့ကပဲ နထိုးကြီးမြို့နယ်ကကနားနေမြေရက်စကန်နဲ့ပြင်စီဘက်မှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်ပူပေါင်းတပ်တွေက drone နဲ့ဘုံးတီးတွေဇက်တိုက်ချဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားစုစုပေါင်းပုံကတော့ drone ဘုံးတွေကြားမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတဲ့အကြောင်းကိုတီထားရတယ်လို့နထိုးကြီး PD တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားသလိုနောက်ပိုင်းမှာလည်းနထိုးကြီးမြို့နယ်ကစစ်ကောင်စီတပ်သားတွေဟာ တို့တက်ဆွဲထားတဲ့နေရာတွေကနေအရင်လိုအပြင်ကိုတိတ်မထွက်ရဲကြတော့တဲ့အခြေအနေဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါအေယာဝတီတိုင်းဘက်မှာတော့ညောင်ဒုံမြို့နယ်ကဇီးပြူကျွန်းချေပါမှာအောက်ချုပ်ရေးမှုနိုင်ဝင်းဆိုတဲ့သူကစစ်မှုမထမ်းခြင်းလို့ငွေပေးထားတဲ့လူငယ်တွေကိုပါဖမ်းဆီးပြီးတော့အကြံဖတ်စစ်ကောင်စီရဲ့ဒနုဘူးခမရ108တရင်ကိုအတင်းကျပ်ပို့ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် အဲ့ဒီညောင်တုံးမျိုးနယ်ကဇီးပြွန်ကျွန်းကြေးရွာမှာအုပ်ချုပ်ရေးမှုနိုင်ဝင်းဆိုတဲ့သူဟာလူငယ်ရစီကလည်းစစ်မှုမထမ်းခြင်းရင်သူ့ကိုလှဆင်ပုံမှန်စက်ကြီးပေးရမယ်လို့ပြောတဲ့အတွက်စစ်မှုမထမ်းခြင်းတဲ့လူငယ်တွေဟာအဲ့ဒီအုပ်ကြီးနိုင်ဝင်းတောင်းတဲ့စက်ကြီးငွေတွေကိုလှဆင်ပုံမှန်ပေးအပ်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့အခုခါမှာတော့အဲ့ဒီလိုသူ့ကိုစက်ကြီးငွေလှဆင်ပေးနေတဲ့လူငယ်တွေကိုစစ်မှုထမ်းပတ်စင်ခုနှစ်အတွက်လူလိုတဲ့ဆိုပြီးနိုဝင်ဘာလ16ရက်နေ့ကပဲဖမ်းဆီးပြီးတော့စစ်ကောင်စီရဲ့ဒနုပြူ108တက်ထဲကိုပို့လိုက်တယ်လို့ ဖမ်းဆီးခံရတဲ့လူငယ်ရဲ့နှိစက်သူတွေကပြောထားပါတယ်။ဒါအပြင်လက်ရှိအဲ့ဒီ AR ဒိုင်းကညောင်တုံးမြို့နယ်မှာရှိတဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေဟာလူငယ်တွေကိုစစ်ကောင်စီအတွက်စစ်မှုထမ်းတပ်သားအသစ်တွေအတင်းအကျပ်ဖမ်းဆီးစုဆောင်းနေကြတဲ့အပြင်ငွေညှဲ့တောင်းရန်ဒါတွေပါလုံနေုံနေမကလူလိုတဲ့ဆိုရင်လဲဖမ်းခြင်းတလို့တွေဝင်ဖမ်းနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကရင်ဤပြည်နယ်မှာတနည်းအတွင်းကိုပိုင်တရားရေးစနစ်ဥပဒေရုံးတွင်အကျဉ်းတောင်နှစ်ခုတည်ထောင်နိုင်ခဲ့ပြီးရန်စွဲမှုပေါင်း82မှုကိုလက်ခံဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ကရင်ဤပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကတရားဝင်အစီရင်ခံစာထုတ်ပြန်ထားပါတယ်။အဲ့ဒီကရင်ဤပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီကနေတရားရေးဌာနကို2023ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီးအခု2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာတနည်းပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ဒါဟာပြည်သူလူထုရဲ့ဥပဒေပါအခွင့်ရေးတွေရရှိဖို့နဲ့တရားဥပဒေစိုးမိုးရေးကိုအကောင့်ထက်ပေါ်ဆောင်ရွက်ဖို့အတွက်အထောက်ကူပြုနိုင်အောင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုဂင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီရဲ့တရားရေးဌာနတွေနဲ့အတူကိုပိုင်တရားရေးစနစ်ဥပဒေရုံးတွေနဲ့အကျဉ်းတောင်နှစ်ခုကိုပါတစ်နှစ်အတွင်းတည်ထောင်နိုင်ခဲ့ပြီးရာဇဝတ်မှုပေါင်း82ခုကိုလည်းလက်ခံဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ IEC ကနေထုတ်ပြန်ထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ ताकारो या उन्हे तिकाने, दिने ने लेकिन दिने नेको टेंसर पिकेरा